ဗုဒ္ဓရုပ်ပွားတော်တွေထုစစ်ပူဇော်ဖို့တုံးချိန်တိတိဆရာတော်ကိုအိမ်မက်ပေးခဲ့တာကြောင့်ရှာဖွေ တူဖို့ခဲ့ရတဲ့ဥက္ကံမျိုးကဒုစန်းနဲ့ဇနတုံကြီးအိမ်မက်ရရီအောက်ကနေဆက်ယူတဲ့အခါမှာထူးခြားမှုအမျိုးမျိုးကြုံတွေ့ခဲ့ရတဲ့ဇနတုံကြီးမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ရန်ကုန်တိုင်းဒေသကြီးအုတ်ကံမြို့နယ်က ဘော်ဒီဆရာအမြိုင်ဆရာတော်ရဲ့အိမ်မက်ရဒီအောက်ထဲမှာရှာဖွေတူးဖို့ခဲ့ရတဲ့အလွန်ထူးဆန်းတဲ့ဇွန်နဲ့တုံးကြီးရဲ့အကြောင်းကိုစိတ်ဝင်စားဖွဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကမီယာပညာရှင် channel လေးကိုကြိုက်နေသတဲ့ဆိုရင်ဒိုင်းနဲ့ subscribe လေးပြုလုပ်ပေးခဲ့ပြီးဗီဒီယိုအသစ်တင်လိုက်သေးရအောင်ဒီနောက်ကခေါလောင်းလေးကိုလည်းနှိပ်ပေးထားခဲ့ကြပါအောင်ရှင်။ဒါဆိုရင်တော့အစီအစဉ်လေးကိုခုပဲဆက်လိုက်ကြရအောင်။ ဒီဖြစ်ရပ်ကရန်ကုန်တိုင်းဒေသကြီးအုတ်ကံမြို့နယ်မှာဖြစ်ပွားခဲ့တာပါ1386ခုနှစ်တကြမတိုင်ခင်ကစတင်ပြီးဆရာတော်ဟာအုတ်ကံမြို့နယ်တွင်တုတ်တန်ကိုခုမှာကိုရဲ့တိုင်တိုင်အမြဝေခြင်းမြေတာပူတာခြင်းနဲ့ဂုံတော်ပွားများခြင်းတွေဖြင့်အတုပဘာဝနာနဲ့မရဏနုတ္တိဘာဝနာများပွားများခဲ့ပါတယ်။တရထဲမှာတာမိုးလာတုတ်တန်လေးတစ်ခုအပါဝင်ဖြစ်ပါတယ်။ ထူခြားတာကတော့တောင်မိုလာတုံတန်မှာလှူဆောင်စဉ်အလွန်ထူးဆန်းလာတဲ့ဇွန်နဲ့အိမ်မက်ကိုစတင်မြင်မှတ်ခဲ့တာပါအဲ့နောက်1386ခုနှစ်နှစ်ဒေါ်လာနဲ့ပြာတူလာလောက်မှာပဲရေတပန်းပင်အောင်မှာဇွန်နဲ့တုံတော်ကြီးကိုဆယ်ပေးဖို့တောင်းဆိုနေရကိုထက်မှန်မြင်မှတ်ပြန်ပါတယ်ဒါပြင်1389ခုနှစ်ဒဇမတိုင်ခင်ဆယ်ရက်အလုံးမှာဆရာတော်ဟာအိမ်မက်ထဲမှာအဖျားအင်းချီဝင်တဲ့ပစိုးအကွက်ကိုဝစ်ဆင်ထားတဲ့လူတယောက်ကဇွန်နဲ့တုံကြီးကိုတူဖို့ပြီးဖျားထုပေးဖို့နေ ူတို့တွေဆောင်နေရကြပြီဖြစ်တဲ့အကြောင်းဆက်ပြီးမဆောင်နိုင်တော့တဲ့အကြောင်းမှအိမ်မက်ထမက်ခဲ့ပါတယ်ဒီထူဆန်းတဲ့အိမ်မက်ရောင်ဆရာတော်ဟာမယုံတဝက်ယုံတဝက်နဲ့အိမ်မက်ထဲကကျွန်내ရှိတဲ့ဆွေနေရကိုကိုရိုင်းသွားရောက်ရှာဖွေခဲ့ပါတယ်ဒီလိုရှာဖွေတဲ့အခါမှာအိမ်မက်ထဲကအတိုင်းအဲ့ဒီနေရာမှာရေတပန်းပင်ကြီးကိုဦးစွာတွေ့ရှိခဲ့ပါတယ်။ဒါနဲ့ဆရာတော်လည်းအိမ်မက်ထဲကအတိုင်းရေတပန်းပင်ကြီးရဲ့အနီးရေလေလောက်မှာ ကျွန်တုံကြီးရှိနေနိုင်နေဆိုပြီးဆရာပွဲတွေပေးပြီးတခါတွေကိုရင်ငုတ်ကရှာဖွေစီပါတယ်ဒီလိုရင်ငုတ်ပြီးရှာဖွေကြတဲ့အခါရေအောက်ထဲမှာနစ်မြုပ်နေတဲ့ကျွန်တုံကြီးရဲ့အမြစ်ကိုအရင်ဆုံးတွေ့ရှိခဲ့ကြပါတယ်ဒါနဲ့ဒီအမြစ်ဟာကျွန်တဲ့ဟုတ်မဟုတ်ဆိုတာကိုအရင်ဆုံးစမ်းသပ်စစ်ဆေးလိုက်တဲ့အခါမှာကျွန်တဲ့အစ်စ်ဖြစ်ကြောင်းတွေ့ရှိခဲ့ပါတယ်ဒါကြောင့်ဒီကျွန်းတုံကြီးကိုစင်နကောင်ကို အသုံးပြုပြီးတန်ကျိုးတွေနဲ့ဆွဲတင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီကျွန်းတုံကြီးဟာအလေးချိန်များလွန်တာကြောင့် စင်ကောင်ရဲ့အာနဲ့မယုံနိုင်မဲခြီနောင်ထားတဲ့တန်ချူတွေလည်းပြက်ထွက်ကုန်ပါ रे ဒါနဲ့ဆရာတော်ဟာခြောင်ထဲမှာရေများနေရကြောင့်ရေကျသွားမှသာပြက်လဲဆက်ယူမယ်လို့ဆုံးဖြတ်ပြီးဆက်ယူတဲ့လုပ်ငန်းစဉ်ကိုခေတ္တဆိုင်ငံထားလိုက်ပါ रे ဒီလိုနဲ့2025ခုနှစ်မေလ16ရက်နေ့မနက်မှာချောင်းရီအကြာကိုစောင့်ပြီးအိမ်မက်ပေးထားတဲ့ဇွန်နတုံကြီးကိုဆေးယူနိုင်ဖို့အတွက် လုပ်ငန်းစဉ်ကို ပြန်လည်စတင်ခဲ့ပါရီဇွန်နတုံကြီးကိုတူဖော်တဲ့လုပ်ငန်းမဆောင်ရွက်ခင်မှာလည်း ဖျားပွဲနဲ့သာသနာပွဲတွေပြီးပြီးသာသနာအတွက်ဗုဒ္ဓရုပ်ပွားတော်ကြီးတွေသူစေပူဇော်ဖို့အတက်ဟုဆိုကဆေယူတူဖို့နေတဲ့လုပ်ငန်းခွင်တွင် အန်ရကင်းရှင်းအောင် မြတ်တာခဲယူမြတ်တာပူတာချင်းနေဖြင့်တစားဆိုပြီးမှ ဆောင်ရွက်ကြပါရည်ဒီလိုမြတ်တာပူမြတ်တာခဲယူကတစားတိုင်းတဲပြီးဆောင်ရွက်ကြတဲ့အခါမှာ2025ခုနှစ်မေလ24ရက်နေ့စနေနေ့ည9:45မိနစ်တတိမှာ ကျွန်တော်တုံးကြီးလေးတုံးကိုရေအောက်ထဲကနေစည်ရန်တရားတွေအကူအညီနဲ့ခက်ခက်ခဲခဲနဲ့အောင်မြင်စွာဆက်ယူနိုင်ခဲ့ပါတယ်။မေလ25ရက်နေ့တနင်္ဂနွေနေ့မှာတော့အုတ်ကဲမြို့နယ်ရှိဖျားကြီးကျောင်း Variety စာတင်တိုက်လောကမန်ကူကျောက်တော်ကြီးဖျားဝင်းအထွန်းကိုကျွန်တော်တုံးကြီးလေးတုံးကိုရွှေပြောင်းထားရှိခဲ့ပါတယ်။ဒီကျွန်တဲ့တုံးကြီးတွေကျောင်းတော်ကိုရောက်ရှိခဲ့ပြီးရနာမှာဆရာတော်အနေနဲ့အိမ်မက်ထက်ကပုံကိုရိအတွက်တက်တက်လို့ပွဲရီ အမေသားချက်သားဝက်သားစာရာတွေကိုဖွဲပြင်ဆင်ပြီးအလူဌာနပြုလုပ်ပေးကအကျလူပွဲလုပ်ပေးခဲ့တယ်လို့သိရပါတယ်။ဒါပြင်တဲပုံစီတီပန်စီတီတီထားပြီးငါးပါးသီလာချင်းမြင့်ကအမြဝေပေးထားခဲ့တယ်လို့ဆိုပါတယ်။ဒီကျွန်းတဲ့တုံးကြီးကိုဆေးယူတဲ့အခါမှာကြုံတွေ့ခဲ့ရတဲ့ထူခြားမှုတွေကတော့အုတ်ကံမြို့နယ်မှာမိုးရွာနေပေမယ့်ကျွန်းတဲ့ဆေးယူတဲ့လုပ်ငန်းခွင်တွင်မိုးမရွာခြင်း ကျွန်တော်ကြီးရဲအားလုံးရေအောက်ကနေကုန်းမြေပေါ်ကိုရောက်တဲ့ချိန်ဟာ9:45မိနစ်တိတိနဝဲကైဖြစ်နေခြင်းနဲ့ကျွန်တော်တွေဆက်ယူပြီးကုန်းပေါ်ရောက်ချိန်မှာချောင်းရီဟာအရှင်ဟုံနဲ့စီစဉ်လာခဲ့ပြီးရေကာတာတွေပြိုပြဲခြင်းစတဲ့ထူချမှုတွေကိုကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ကြရတော်အနေနဲ့အခုလိုတူဖို့ရရှိထားတဲ့ကျွန်တော်ကြီးလေးတုံးကိုအိမ်မက်ရလေးကျွန်းရအောင်ကျွန်တော်ဗုဒ္ဓရုပ်ပွားတော်မြတ် လေးစုထူစစ်ပြီးလောကမန်ကိုကြောက်တော်ကြီးဖျားနဲ့လောကမန်အောင်စီတီတော်ဝင်အတွင်မှာတင့်တယ်စွာအပူစော်ခံထားသွားမယ်လို့သိရပါတယ်။ကြဲတော့ကျွန်နန်းဆိုရာကျွန်းပင်အနက်တစ်ခုမဟုတ်ပဲရေအောင်မြေအောင်မှာနှစ်ပေါင်းများစွာအကြာကြီးနင်းမြုပ်နေတဲ့ကျွန်းပင်ကျွန်းတို့တွေကနေဓာတ်ပြောင်းလဲမှုဖြစ်ပေါ်ပြီးအနေရောင်ဖြစ်ကိုပြောင်းလဲသွားတာဖြစ်ပါတယ်။ ကျွန်တ်ကိုရေအမြင့်အမှရှာဖွေတော့လဲနေရာတိုင်းမရတတာကြောင့်ကျွန်တ်ဟာလက်တွေဖွဲ့ထားတဲ့သင်မျိုးစွင်လဲမမားနိုင်ပါဘူး။ဒါပြင်ကျွန်တ်ဟာများသောအားဖြင့်ရောက်ထဲကရတတ်တဲ့ဂျွမ်းမင်တစ်မျိုးပဲဖြစ်ပါတယ်။ရေထဲမှာနှစ်ကာလကြာရှည်စွာမြင့်မြုံနေပြီးတဘာဝအလျောက်တစ်ပြောင်းကမဲနဲ့သွားခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တ်ဟာအလွန်ရှာပြီးတိတ်တိတ်ရှိရလဲဖြစ်ပါတယ်။ကျွန်တ်အသားကိုဆောင်ထားရုံနဲ့ဘရော့ကအတိုက် ကင်းစီပြီးတရေမချောက်စီမကက်စီရာကြောင့်တရေတစီကြောက်တဲ့သူတွေနေနဲ့အထူးဆောင်ထားတင်ပါရီဒါပြင်ကျွန်းနဟအိမဆိုးတွေကိုလည်းမမစေဘူးလို့ဆိုပါရီကျွန်းနဟအလွန်ရှားပါပြီးတိတ်တီဝဲအသားတမျိုးဖြစ်တာကြောင့်လောကီသားတွေအကြိုက်ဖြစ်ပြီးနေအိမ်တွေမှာဖျားထုလို့ပူဇော်ကြတဲ့အခါလူရဆုတောင်းပြည်စီတဲ့အတွက်အချို့ဆိုရင်ကျွန်းနကိုဈေးကြီးပေးဝယ်ပြီးဖျားထုလို့ပူဇော်ကြတာလည်းရှိပါရီ အခုဆရာတော့အိမ်မက်နေရရှိခဲ့တဲ့ကျွန်းတဲ့တုံးကြီးဟာလေရေအထဲမှာနှစ်ပေါင်းများစွာကြာအောင်နှစ်မြုံနေတဲ့သိတိဝင်းပြီးအလွန်အဖိုးတန်တဲ့ကျွန်းတဲ့တုံးကြီးလေးဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင် channel လေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်